ကျုပ်တို့မိသားစုအရေးကြီးတဲ့ခရီးထွက်လာရင်ကျုပ်ရဲ့အဖေရုတ်တရက်ဆုံးသွားလို့ဗျာပေးပေးမသေးသေးဒီအဖိုးကြီးကိုညုံနံပြရမယ်နော်ငါမသေးပါဘူးမလုံနဲ့မလုံပါနဲ့တေးအံမှုမှုဖြစ်နေတဲ့အဖိုးကိုဟာနာကြီးသွားပြီးချိန်စာတိုက်ခဲ့တယ်တဲ့ မြမမမီစာပေမှထုတ်ဝေပြီးပကြီးမျိုးမှန်ရေးဆွဲသောတင်းဆိုင်တူးသူကြီး၏ဤကုန်အဆအဆုံးလူတွေကိုတတ်ဖြတ်နေသည့်ကြောက်မဲ့ဘွယ်တစီကြီး သုံးအောင်ရှိနေသောတင်းဆိုင်ဟောင်းကြီးတဲသူညပကြီးပျော်ပွဲစားထွက်မိကြသည်ကောင်မလေးစတက်ဖီနှင့်သူငယ်ချင်းတစု၏ကံကြမ္မာကဘယ်လိုဖြစ်လာမလဲ တစေကြီး၃កောင်ရှင်အောင်မြို့လေးဟူပီမြို့စုံရှိရိုင်းမြေကဲနဘေးတွင်နမ်မီစိုးဖြင့်ကြော်ကြားသောဒီဖဲတင်းနေဟောင်းကြီးတည်ရှိသည်တစေ၃កောင်ရှိသောရင်းတင်းနေဟောင်းကြီးထဲ၌ဖြစ်ပွားခဲ့သည့်ဖြစ်ရများသည်ဒန်းလာဤပုံမြင်များအဖြစ်နှစ်ပေါင်းများစွာသူပြောသူပြောများလျက်ရှိရင်းပုံမြင်များမှာ မြို့သူမြို့သားကလေးငယ်များတို့ကြောက်မဲ့ထိတ်လန့်ပွဲအကောင်းဆုံးအိယာဝင်ပုံမြင်များပင်ဖြစ်သည်တစိတကောင်ကညနာမှာနှာခေါင်းနဲ့တဖုံးတွေမရှိတဲ့တစိမာတဲ့အဲ့ဒီတစိမာလက်ထဝတ်ဆောင်ဖြူဖြူကြီးဝတ်ဆင်ထားပြီးတင်းကြိုင်းထဲမှာညဘက်ဆူလျှောက်သွားနေတာတဲ့ညဘက်မြေချောင်းစီငါးရှာဖို့သွားတဲ့တငါတွေတွေဟာ တင်းညမ်းရှိကဖြတ်သွားတိုင်းအဲ့ဒီဒစီမရဲ့ငုံကြီးတံကိုကြားရတတ်တယ်လို့အုတ်ကူဟောင်းတွေအကြားတလားလားသွားနေတဲ့အရေးဖြူဖြူကြီးကိုတွေ့ရလေတဲ့ဟိုဟိုမဖြူဖြူကြီးအောင်မလေးချက်တီးထားလိုက်တာအဲ့ဒီဒစီမကိုသူတို့သမီးဒစီမလို့ခေါ်ကြတယ်သူမကလက်ထက်မဲ့နေမှာပဲသူမရဲ့ညင်းပယ်တာခံရတဲ့ ယောက်ျားတယောက်ကရန်ညိုးဖွဲ့ပြီးမင်္ဂလာပွဲမှာအဆက်နဲ့ပတ်တာခံခဲ့ရတာတဲ့အဲ့ဒီဒံယာတွေကြောင့်ရောလက်ထက်မဲ့သူတို့သားကစွန့်ပစ်သွားတဲ့အတွက်ရောစိတ်နှလုံးကြေကွဲပြီး꽌လွန်ခဲ့ရကသူမကိုမြုပ်နှံခဲ့တဲ့တင်းညိုင်းထဲမှာတဆေဖြစ်နေခဲ့တာတဲ့နောက်တဆေတကောင်ကတော့မွေးတဆေမှပဲသူမကတော့ မွေကြီးတကောင်မျိုးလာခံရပြီးသိဆုံးခဲ့ရာကသူမကိုယ်တိုင်မွေတပိုင်းလူတပိုင်းဖြစ်သွားတဲ့တဆိတ်မှပဲတဲ့သူမဟာလူဘဝတုန်းကစင်းရဲလွန်းလို့အဲ့ဒီတင်းကျိုင်းသားကတောအုပ်ထဲထင်းရှားသွားရင်အသက်ဆုံးရှုံးခဲ့ရသူပါတဲ့သူမကအမဲစာလောင်မသိနေပြီးတင်းကျိုင်းနဲ့ညဘက်ဝင်လာသူတွေကိုမွေလိုပောက်တက်ပြီးမျိုးတက်တယ်တဲ့ ကြတာကသူမရဲ့မွေးပိုက်ထဲကနေလက်တွေခြေထောက်တွေထွက်နေပြီးငွေလိုတွန့်လင်၍ရှာတွားသွားတက်တယ်လို့တခါတလေမှာတော့လက်တွေခြေထောက်တွေနဲ့လေးဘက်ထောက်ပြီးမိချောင်းတွေလိုတွားသွားတဲ့တတရမြောက်တစေတကောင်ကတော့အဲ့ဒီတင်းငိုင်းဟောင်းကြီးကို wolf မျိုးရဲ့တာဝန်ရှိသူ အာနာပိုင်တွေကလွန်ခဲ့တဲ့နှစ်ပေါင်း90လောက်မှာအပီးတိုင်ပိတ်မပစ်ခင် ။တင်းချိုင်းရဲ့နောက်ဆုံးသူ့ဘရာဇာကြီးဖြစ်ခဲ့တဲ့သူရဲ့တဲ့။လာကြလာကြဒီမှာကျင်းတူထားပြီးပြီ။သူဟာအဲ့ဒီတင်းချိုင်းမှာနောက်ဆုံးအာသူဘအနေနဲ့လာရောက်ဖို့ဆောင်ခံခဲ့ရတဲ့အလောင်းကိုတကြိုတဲ့အခါချိန်စာမိခဲ့တဲ့သူတဲ့။ဖြစ်ပုံကတော့တင်းချိုင်းကိုပိတ်ဖြစ်ဖို့အမိန့်စာထွက်ပြီးတဲ့နောက်နေမှာခရီးသွားမိသားစုတွေကအဖိုးအိုတယောက်ဟာတင်းချိုင်းနာအယောက်မှာ နှလုံးရပ်ပြီး꽌လွန်ခဲ့တဲ့။ဒါနဲ့ပဲမိသားစုဝင်တွေကခရီးသွားကားကိုရပ်ပြီးအဖိုးအိုရဲ့အလောင်းကိုမြုပ်နှံပေးဖို့အဲ့ဒီသူဘရာဇာကြီးလက်ထဲအပ်ခဲ့တဲ့။ကျုပ်တို့မိသားစုအရေးကြီးရဲ့ခရီးထွက်လာရင်ကျုပ်ရဲ့အဖေရုတ်တရက်ဆုံးသွားလို့ဗျာ။ကျုပ်ကဆရာဝန်တယောက်ပါ။ဒါပေမဲ့အဖေတက်ကို မကယ်နိုင်ခဲ့ပါဘူးခကြီးကလည်းအချိန်မီအောင်ဝေးကြီးတွားရအောင်မှာမို့ကျုပ်ရဲ့အဖေကိုဒီသေးနိုင်မှာပဲမြုပ်နှံခဲ့ခြင်းပါတယ်မဖြစ်ဘူးဒီသင်းချိုင်းကိုဒီနေ့မနဲ့နောက်ဆုံးပိတ်သိမ်းဖို့အမိတ်ကြထားပြီအခုမွန်းလွဲသွားပြီကျုပ်ရဲ့တာဝန်လဲမနဲ့ကတည်းကပြီးဆုံးခဲ့ပြီမို့ခမရအဖေအလောင်းကို ညုံနာမပေးနိုင်ပါဘူးမလုပ်ပါနဲ့ဗျာဒီလောင်းကြီးနဲ့ကျုပ်တို့ဘယ်လိုခီးဆက်နိုင်ပါလဲဗျလုပ်ပါကုညီပါကားပေါ်ပါလာတဲ့ကျုပ်ရဲ့ခလေးတွေနဲ့သူတို့အဖိုးရဲ့အလောင်းကြီးနဲ့ဘယ်လိုမှ မဖြစ်ဘူးလေခမားခါရင်ရနေတဲ့မြုပ်နယ်ခရဲ့သုံးစပေးပါမယ်ဗျာအဲ့ဒီမှာတင်သူ့ဘရာဇာကြီးဟာငွေမပြီး အလောင်းကိုမြုပ်နှံပေးဖို့သဘောတူလက်ခံလိုက်တယ်။ခီးသွွားဆရာဝန်မိသားစုလည်းအလောင်းကို အနံနိုင်ခဲ့ပြီးမို့စိတ်ချလက်ချနဲ့ခရီးဆက်ထွက်သွားကြတယ်။သူ့ဘာရသာကြီးဟာတင်းဆိုင်ထဲမှာတွင်တူပြီးအလောင်းကိုအခေါင်းတော်မပါဘဲတွင်နေဖြစ်တယ်လို့ပြစ်ချလိုက်တယ်။အဲ့ဒီအချိန်မှာအဖိုးအိုရဲ့ရက်နေတဲ့နှလုံးဟာမြေတွင်နဲ့စောင့်မိတဲ့အချိန်ကြောင့်ရုတ်တရက်ပြန်ခုန်လာခဲ့တယ်။ ရေရေစားတယ်ရေရေဟာအဖိုးကြီးမသိသေးပါလားအိုးသူ့ကိုသူ့မိသားစုကပေပြီလို့တတ်မှတ်ပြီးပြီပဲသူမသိသေးပဲပြန်ရှင်းလာရင်ငါရထားတယ်မြုံနံကပြန်ပြေးလိုက်ရမှာနောက်ပြီးသက်ဆိုင်ရာကဒီအကြောင်း ပြီးသွားရင်လေသင်ညာပိတ်သိမ်းအမိတ်ခီတာမှုနဲ့ငါကူအေးယူနိုင်တယ်မဖြစ်ဘူးပေးသေးမပေးသေးဒီဖိုးကြီးကိုညုံနံပြရမယ်ဟာဘာဘာဘာလုပ်ပါလဲကျုပ်ဘယ်ရောက်နေတာလဲသင်ညာနေရောက်နေတာခမရသေးလို့ခမရရဲ့ပါးကသူ့ဘွာရသာဖြစ်တဲ့ကျုပ် မြုံနံခိုက်ခဲ့တယ်။ငါငါမသေးပါဘူး။မလုံနဲ့မလုံပါနဲ့။လုံမယ်။ခမရသေးသေးမသေးသေးကျုပ်ကမြုံနံရမှာပဲ။သူ့ဘရဲ့သားကြီးကအော်ဟစ်ပြောပြီးတွင်းကိုဆက်ဖို့နေတယ်။အားနေနေရှာတဲ့အဖိုးဟာ သူ့ပေါ်ပြကြလာနေတဲ့မြေဆိုင်မြေခဲတွေကြားကရုံမထွက်နိုင်ပဲအရှင်လက်လက်မြေမြုပ်ခန်းနေရတာတဲ့။ အဲ့ဒီမှာတင်တေအံမှုမှုဖြစ်နေတဲ့အဖိုးကိုဟာနာကြီးသွားပြီးချိန်စာတိုက်ခဲ့တယ်တဲ့သူသူ့ဘာရာသာကြီးကျုပ်မတည်ပဲနဲ့မြုံနယ်နဲ့အတွက်တင်သေးလို့ရင်ဒီတင်းတိုင်းထဲမှာတစီပြေးပြီးမကျုပ်မလွတ်ပါစေနဲ့ဒီတင်းတိုင်းထဲမှာတကယ်တည်ပြီးတဲ့အလောင်း၁၀လောင်းပြောင်းမြုံနယ်နိုင်မှ တစီဘဝကနေ จุลุบาสีအဲ့ဒီလိုချိန်စာတိုက်ပြီးတာနဲ့အဖိုးဟာရေဆိုင်ခဲတွေအောက်ထဲအပြီးတိုင်းမြုပ်သွားတော့တဲ့ကွယ်အဖိုးရဲ့ချိန်စာကြောင့်သူ့ဘာယာသားကြီးဟာတေပြီးတဲ့နောက်အဲ့ဒီတင်းချိုင်ဟောင်းကြီးထဲမှာပဲတဆေကြီးဖြစ်သွားရတယ်တဲ့အဲ့ဒီတဆေကြီးဟာတင်းချိုင်ဟောင်းကြီးထဲမှာ တွင်းတွေလိုက်တူးပြီးတကယ်သေးတဲ့သူ၁၀ယောက်တိတိကိုမြုံနှမ်းနိုင်ဖို့စောင့်နေတဲ့ကွယ်။ဒါကြောင့်သူ့ကိုတင်းញိုင်းတူးသူတစ်စီကြီးလို့လူတွေက ခေါ်ကြတဲ့လေ။ရင်ပုံမြင်တဏှာဤတို့ကိုကြားရတဲ့မျိုးဆက်ကလေးအဆက်ဆက်ကြောက်ရွံ့ထိတ်လန့်ခဲ့ကြသည်နှစ်ကာလများစွာကြာသည်တွင် ထိုဖြစ်ရတို့သည် ပုံမြင်လားဒဏ္ဍာရီလားတကယ်ဖြစ်ရလားဆိုသည်ကို hoof မြို့သူမြို့သားတို့မခွဲခြားနိုင်ကြတော့ကြည်မိတို့ဖြစ်စီကြောက်မဲ့ဖွယ်ရာထိုတင်းချိုင်းဟောင်းကြီးတဲ့သူလေရောညပါမြည်သူမြမတော်ဝင်တော့ကြည်မြို့တာဝန်ရှိသူဆက်ဆက်ကလည်းရိုင်းမြည်ဤတိုက်စားမှုကြောင့်ကမ်းပြိုလျက်ရှိဟာတနေ့နေ့တစ်ချိန်ချိန်တွင်ယင်းတင်းချိုင်းဟောင်းကြီးကမ်းပြိုသည့်အထဲပါသွားလိမ့်မည်ဟုမှတ်ယူပြီး ပစ်ထားခဲ့ကြသည်ထို့တိုင် ထိုတင်းချိုင်းဟောင်းကြီးတဲ့ဝင်ရောက်မိသူမှန်သမျှပြန်ထွက်လာနိုင်ရူးမရှိဟုသည့်ဆိုရိုးစကားကယနေ့တိုင်ခေစားလျက်ရှိသည် တကယ်လည်းပြန်မထွက်လာနိုင်သည့်ဂျော်ဒန်တို့ဓမြလူစိုးတစု၏ဖြစ်ရက်ကသက်တည်ခံလျက်ရှိ၏ဓမြတို့၏ဂျမာစိုးတခုသောညဝယ်ဂျော်ဒန်ဥဆောင်သည့်ဓမြတစုသည်ရဲများလိုက်ဖမ်းသည်ဖြင့် ဒီဖဲတင်းနိုင်ဟောင်းကြီးတဲ့ဝင်ပုံးနေရပြီ အုတ်ကူများချားတဲ့တွင်တိုက်ရပါရှင်ွေတို့ကိုဝေစုခွဲနေကြစဉ်ဟာလူလူမျက်နှာနဲ့မွေမွေကြီးဂျိုရန်တို့ကြောက်လန့်ကြထွက်ပြေးစဉ်အစိတ်မိလဲကြကြံရစ်သူကိုမွေတစီမကညူတော့သည်ဟာရှေရှေမဖြူဖြူကြီးဖြူဖြူကြီးအဲအဲ့လား သရိုးသမီးတစေမပဲသေစံတစေမရုပ်ဓမြခေါင်းဆောင်ဂျော်ရန်ကတနတ်တန်ထွက်လျင်ရဲတွေကြားမှာစိုးသဖြင့်ဓမြောင်ဖြင့်ပစ်ပေါက်လိုက်သည်သူဓမြောင်ကသရိုးသမီးတစေမဤကိုကိုဖြတ်ပေါက်ထွက်သွားဤတစေမကဘာမှမဖြစ်ရုပ်တရက်သရိုးသမီးတစေမကခွက်တစ်ခုဖြင့်ပက်လိုက်သည်အာ ုံမလေးပူလေဗျာပူလေပြစ်လဲကြသွားသည်ဓမြလူโซကြီးဂျော်ဒန်မြေပေါ်လူးလိမ့်နေရာမှငြိမ်ကြသွားသည်အုံမလေးပြေးပြေးပြေးဂျန်ဓမြတို့ကြောက်လန့်တကြားလှည့်ပြေးကြစဉ်ပေါင်ဤထဲမှဝဲမြောက်ဝင်လာသည့်ဂေါ်ပြားစာမိကုံကြတော့၏ဟာ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 တကယ်ပြီလေအလောင်း လေးလုံးရပြီ6လုံးပဲလိုတော့တယ်ပင်တိုင်းတူးသူတစီကြီးကအသည့်တူးထားသည့်မြေတွင်ထဲသို့အလောင်းလို့ကိုပစ်ချရင်းကြက်သည်မဲ့လာသောဝမ်းကောင်းတန်ကြီးဖြင့်အော်ဟစ်လိုက်တော်သည်ကြည်သာမိအကလူမြောက်ဖို့အလောင်း6လုံးပဲလိုတော့တယ်ထူကြသောအကြံစီ Spolin ညီပါငိုင်းနေရလဲဟာစိတ်ညစ်နေလို့ပါ Steffi အိမ်ကပေးလိုက်တဲ့ကြောင်းလာကတွေငါဘောလုံးပွဲလောင်းပြီလို့ရှုံးသွားပြီဟာမပူနဲ့ညင့်ကြောင်းလာကကိုငါဆိုင်ပေးမယ်နင်းသားငါတို့နဲ့ဒီဘက်တင်းကြိုင်ဟောင်းရှိရဲ့ဒီညလိုက်ခဲ့ပေးဟာမဟုတ်တာပဲ Steffi ဟာဒီလောက်တစီချောက်တယ်လို့တင်းကြီးနေတဲ့တင်းကြိုင်ဟောင်းကြီးရဲ့ဘာဖြစ်လို့သွားကြမှာလဲဟာငါနဲ့အတန်းလေးကစာပြိုင်ပိုက်လီနာကကျောင်းပေါ်လီပေါ်မင်းကလေးလက်ရွေးစင်နဲ့ပါရယ်ဆိုပြီးခုံးစားနေလို့ဟာ ငါကအားကစားမှမထူးရှင်ပေမဲ့ဘသူမှမသွားရဲတဲ့တင်းဆိုင်ဟောင်းကြီးရဲ့မှာတ냐တာသွားနေရဆိုပြီးလီနာကိုပြန်ကြွားမလို့အဲ့ဒီဟာမကိုကြော်ပြမလို့ငါအဲ့ဒီလိုလုံနိုင်တာကိုတက်တည်ခံနိုင်ဖို့နင့်ကိုခေါ်တာယူနစ်လဲပါမယ်ငါတို့ရဲ့မိဘတွေကိုတော့အတန်းလိုက်ပင်နေကန်းကြီးစီပျော်ပွဲစားသွားရမယ်လို့ပြောမယ်နင်ကလည်းဟာမကြံကောင်းမစီရမလုပ်ချင်ပါနဲ့စတက်ဖီနင်အပေါ်ရင်မပြောနဲ့ငါတို့နဲ့လိုက်ပါလားလိုက်ဘူးလား အေးအေးပါလိုက်ပါမယ်။ဟိုး okay ။ဒါပေမဲ့အဲ့ဒါငွေအတွက်မဟုတ်ဘူးနော်။နင်ကဒဇိုထိုးလုပ်တတ်တော့ငါမပါလဲတခြားကောင်လေးတယောက်ကိုအဖို့ခေါ်သွားမယ်ဆိုတာငါသိတယ်။နင်တို့ကိုအခြားသူနဲ့ဆိုစိတ်မချလို့ပြီးတော့အချစ်ဆုံးအခင်ဆုံးတငယ်ချင်းတွေမှငါလိုက်မှာ။အေးပါတငယ်ချင်းကောင်းကြီးရဲ့။ကတ်တရင်နင်ကြားခဲ့ရတကယ်လားတကယ်ဘောဟာပန်းချန်တဲမှာစတက်ဖီလိုအုပ်စုပြောနေတာကိုငါတိတ်ချကြားခဲ့ရတာ ်တန်းချုံကွယ်နေလို့သူတို့ကငါ့ကိုမမြင်ဘူးဟင်းဟင်းဆက်ဖီကသူရဲ့ကောင်းမကြီးလုတ်ပြခြင်းနဲ့ပေါ့လीတင်းရဲ့အကြံစီကိုငါရအောင်ဖြတ်ပြမယ်နီးကဘယ်လိုလုပ်မှာလဲလီနာငါတို့ကသူတို့ထက်အရင်ဒီဘဲတင်းငယ်ဟောင်းကြီးရဲ့ဥအောင်သွားပြီးဆောင်းနေမယ်တိပင်တိတ်ခိုင်းတွေကိုအဝေးကဆွဲလို့၆လက်နိုင်အောင်ကျိုးယူခဲ့မယ် ဟောလိုဝဲပွဲတော်အတွက်ဝေထားတဲ့တရဲနဲ့နှစ်ဖုံးတွေယူလာပြီးဒင်းတို့ကြောင်လန့်ထွက်ပြေးပြီးငါ့ကိုမကြောနိုင်အောင်လှုပ်ပြမယ်။နင်တို့လည်းလိုက်ခဲ့။ခိုးနေကတဲ့ရင်တို့မျက်လုံးပြူသွားကြသည်။သို့သောသူတို့အုပ်စုဤခေါင်းဆောင်လီနာစကားကိုမငင်းဆန်ဝင့်ကြပါ။မြစ်စိတ်ရှိမိုးလင်းဖွင့်စားတော့ဆိုင်တို့ဟုပြောကငားလာသည့်ငားကားလေး၏နောက်ခန်းဝယ်စတက်ပီတို့၃ယောက်စိတ်ငြိမ်စွာလိုက်ပါလာကြသည် ရပြီဒီနားမှာရက်တော့ဟာဒီနားမှာဘာမှမရှိဘူးဘယ်သွားမလို့လဲဒီဘက်တင်နေဟောင်းကြီးတဲလားဟုတ်တယ်ဟဲ့ကလေးတွေငါပကြီးအဲ့ဒီတင်းနေဟောင်းကြီးတဲဘာသွားလို့မလို့လဲပျော်ပွဲစားသွားမလို့အဲမထော်မလဲဒီလောက်တစေ၆တယ်လို့နာမည်ကြီးနေတဲ့တင်းနေဟောင်းကြီးတဲမသွားနိုင်ဘူးနော်ဦးလေးရောလူကြီးတွေကအဲ့ဒါပဲ လူငယ်တွေကိုဆရာတွက်ကြစေမဲ့စကားစူးစမ်းလေးလာဖို့အားပေးမဲ့စကားမျိုးမပြောကြဘူးချောင်းလန်းဖို့ပဲတည်တယ်ဒီခေတ်က ID ခေတ်တည်ထားဖို့အလကားဘာတစေးမှမရှိဘူးယုံတဲ့စကားတွေခက်ပြက်ပြက်ပြောပြီးစတက်ဘီကားပေါ်မှဆင်းသွားရာစပေါ်လင်နဲ့ယူနစ်တို့နောက်မှလိုက်သွားကြ၏အငားကားဆရာမှာခေါင်းကုပ်ပြီးနောက်မြို့ရဲပဲ့သူကားကိုပြန်မောင်းသွားတော့ တင်းញိုင်းတူးသူကြီးဤနိဂုံတင်းញိုင်းရှိမှကန်တကားကြီးမှတော့ခတ်ထားသဖြင့်အုတ်တိုင်းပဲ့ကြနေသည့်နေရာမှစတပီတို့ကြော်ဝင်ခဲ့ကြသည်ဟဲ့ဟိုမှာစတပီတို့ဝင်လာကြပြီသူတို့ကိုခြောက်လန့်ဖို့အသိမြင်ကြသိစိတ်ငြိမ်သက်နေသည့်တင်းញိုင်းဟောင်းကြီးတဲသူဓာပြီဝန်းဤဘုံဝင်ရောင်လင်းနှန်းတို့ထိုးကြနေလေသည် စတပီတို့ကအုတ်ကူများနေမြေပုံမှုမှုတို့ကြားမှာ စံတဝါဝါဖြင့်ဖြတ်လျှောက်ဝင်လာကြ၏ထိုစဉ်လေမတိုက်ဖဲတစ်ပေတချို့ကရိမ့်လုလာကြသည်ဟဲဟိုဟိုဟိုတစ်ပေတွေလုလာပါလားတက်တစီ၆ပြီထင်းနေစတပီကိုယ်တိုင်အံ့အားတင်သွားသည်လာလာငါရောအဲ့ဒီတစ်ပင်တွေနဲ့ဝေးရစီသွားကြမယ်။သူတို့ခတ်သက်သက်ရှောက်လာကြရင်ကွက်လက်ငယ်တစ်ခုစီရောက်ရှိသွားကြ၏။ ဒီနားကဘယ်တစ်ပင်မှမလုပ်ဘူးငါတို့ဒီမှာစခန်းချကြမယ်စတပီကသူမ၏ကြောဘူးအိတ်ထဲမှာခောက်ထားသည့်ကော်စောကိုဆွဲထုတ်လိုက်ပြီးမြေပြောင်ပြောင်မှ ဖြန့်ခင်းလိုက်သူတို့ကော်စောပေါ်ထိုင်ပြီးဒီနေ့ယူနစ်ကသူမ၏ကြောဘူးအိတ်ထဲမှာဟမ်ဘာဂါများနဲ့အချိုရည်တန်ဘူးတို့ကိုထုတ်လိုက်သည်ဘူမိပေရာသဘောအရမြေကျောရှုံးတဲ့အခါတချို့တစ်ပင်တွေကလှုပ်တတ်တယ်ဒါကြောင့်ဆော့ဆော့ကတစ်ပင်တွေလှုပ်တာဖြစ်မယ် ဂိုင်းအောင်အောက်တွင် သူတို့ဟမ်ဘာဂါများစားကာအချိုရီတို့ကိုမော့တောက်နေကြ၏ဒီလိုတင်းကြိုင်းကြီးရဲမှာပျော်ပွဲစားရတာစိတ်လုံရှားစရာကောင်းတယ်ဟာဘာတစေးမှမချောက်ဘူးဘာတစေးတည်းမှလည်းမရှိဘူးဒီတင်းကြိုင်းဟောင်းကြီးတဲ့ကလေးတွေလာဆောင်မှာဆိုလို့လူကြီးတွေကနှစ်ချွတ်တစေးကြီး၃កောင်ရှိတယ်ဆိုပြီးဇလန်းတွေထွင်း၆လန့်ပြောကြရပါဟာဒါပေမဲ့လွန်ခဲ့တဲ့နှစ်20လောက်ကဓမြတစု ဒီတင်းကြိုင်ဟောင်းကြီးတွေဝင်သွားကြတာကိုတန်ငါတဲ့တယောက်ကတွေ့လိုက်တယ်တဲ့အဲ့ဒီကလေးကအဲ့ဒီဓမြတစုရဲ့တရင်အစအနတော့မကြားရတော့ဘူးတဲ့အိုးသူတို့ကရာဇဝတ်သားတွေပဲရာဇဝတ်ဘေးတင်းမှာဆိုလို့အဝေးနယ်ဘက်ထွက်ပြေးသွားတာဖြစ်မှာပေါ့ထိုးစင်လီနာတို့ကတပီတို့ကိုထပ်မံ၆လရန်တင်းញိုင်းကြီးတွေလိုက်ရှာနေကြရင်တင်းញိုင်းကြီးမြောက်ဘက်အစွန်နားမှာအေယာမအုတ်ကူကြီးအနီးသို့ ရောက်ရှိသွားကြသည်အုတ်ဂူကြီးကျိုးပြက်နေသောဂူပေါက်ထဲမှတစုံတရာကရှော့ထူထွက်လာနေသည်ဟဲလူလူမျက်နှာနဲ့မွေကြီးမွေတစင်မကြီးအောင်မလေးဟွါဟွါဟွါဟုတ်ပြီငွေကမွေတစင်မပဲငွေကိုမြိုခဲ့တဲ့မွေကိုစိတ်ဆွဲပြီးငွေကတော့ခုလို့ မွေတစီမှဖြစ်နေရတာဝင်းတို့ကတော့ဘူဘွားမှာဝေခွေရပြီးခွာပါလူပြိုလီလိုက်ကြတာဝင်းတို့ကမနာလိုဘူးဝင်းတို့လည်းပြေးသေးရမယ်ဖြီးမွေတစီမှကထောက်လန်းပြီးပါးစပ်ထဲမှာအဆွဲတို့ကိုနှိဟကပေါ့ရန်ဟန်ပြင်းအာယူလိုက်စဉ်အရေးဖြူဖြူကြီးကရုပ်ခနဲရောက်လာပြီးဟေးလုံနေသူတို့ကငယ်သေးတယ် ရံမပြုတင်ဘူးပြီးတော့သူတို့ကယောက်ျားတွေလည်းမဟုတ်ဘူးဟွင်ဘုဒ္ဓမီစီမယုတ်ဝင်ဝင်ရှုပ်နေဟာဘိုက်ဆာလို့ရသူတို့ကိုပောက်ပတ်ပြီးမျိုးရမယ်နင်းကိုအဲ့လိုလောက်ခွင့်မပြုနိုင်ဘူးဝိုင်းကိုပုတ်ရှက်တဲ့ကိုစီမယုတ်နင်းကိုအရင်ပတ်တော့မွေးတစီမကဒေါသတကြီးဖြင့်သရိုသမီးတစီမကိုပောက်လိုက်၏သို့သောသရိုသမီးတစီမကဘာမှမဖြစ် ဟာ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 ငါကစီပဲဘာဖြစ်ရမှာလဲနင့်ကိုသာဘွားပြက်အောင်ငါလုပ်ပြမယ်သူတို့သမီးတစီမကသူမကြီးလက်ထဲရှိခွက်ပြင်းပက်လိုက်တယ်မွေတစီမထုံထုံလူသားကကွေးကောက်တွန့်လင်လျက်မြိုင်ပင်များသားသူ ထွက်ပြေးပျောက်ကွယ်သွားတော့၏အမလီကြောက်စရာကြီးတွေကြောက်စရာကြီးတွေကျောင်းဝင်ထိတ်လန့်ပွဲမြင်ကွင်းတို့ကြောင့်လီနာတို့သည်ထိုနေရာမှ အော်ဟစ်ထွက်ပြေးကြတော့သည်တင်းကျိုင်းဟောင်းကြီးတနေရာစီမှအော်ဒန်တဲ့တဲ့များကြားလိုက်ရသည်ဖြင့်စတက်ဖီတို့လည်းလန့်ပြန်ကထိုင်ရာမှထားရလိုက်မိကြသည်ဟဲအော်အော်ဒန်ရီချက်ချင်းဆိုသလိုပင် ချုံမုတ်ကြီးများနှင့်မြေအိမ်မင်းများလှုပ်ရမ်းသွားကြပြီးအုတ်ဂူအကျိုးချားမှပြေးလာသည့်ခြေတံတို့ကိုကြားရပြီးနောက်စတပီတို့ရှိရာလေကွက်လက်စီတို့လီနာခိုးနှင့်ကက်သရင်းတို့မြက်ကလူးစံပြားဖြင့် ရောက်ရှိလာကြသည်ဟင်လီလီနာနင်တို့ပါဒီတင်းကြိုင်နဲ့ရောက်နေရဲ့ဟုတ်လားဟုတ်ဟုတ်တယ်စတဖီ နီနူရဲ့အစီအစဉ်ကိုပန်းချန်ထဲမှာကက်သရင်းရကြားလာလို့နီနူကိုအပြော်တဘောခြောက်လန့်ဖို့ငါတို့ဒီသင်္ချိုင်းထဲမှာကြိုပြီးစောင့်နေရပါငါငါတို့ကိုခွင့်လွှတ်ပါနီနူကိုအငြင်းပြုဖို့ရည်ရွယ်တာမဟုတ်ပါဘူးစတက်ဖီထားထားပါတော့ဒါဒါဆိုစောစောကအော်ဒန်တွေကနီနူစီကဘောဟုတ်လားဟုတ်ဟုတ်တယ်မွေတဆင်းမကငါတို့ကိုပောက်တတ်ပြီးညိုတော့မလို့သူတို့သမီးတဆင်းမကကဲလို့ငါတို့လွတ်လာတာ သူတို့သမီးတစီမကလည်းကြောက်စရာကြီးဒါကြောင့်ငါတို့လန့်អော်ပြီးပြေးလာကြတာအဲ့အဲ့ဒီတစီတွေဒီတင်းကြိုင်းဟောင်းထဲမှာတကယ်ရှိနေကြတယ်စတက်ဖီဖိုစင်မြေကွက်လက်အဆုံးရှိချုံမူကြီးတစ်ခုအကွယ်မှဖြူဖြူတရံကြီးပေါ်ထွက်လာတော့သည်တို့တို့မိကစေပါကြီးအမလေးကဲကဲကြပါ ကြောက်ပါနဲ့ငါကနင်တို့လိုကလေးတွေကိုအနေမပေးပါဘူးငါကယောက်ျားကြီးတွေကိုပဲမုန်းတာနင်တို့ကိုတတိပေးအောင်လိုက်လာတာတင်ညာသူသူတစီကြီးကသူတစီဘွားကကျွလို့ဟုတ်တကယ်တည်တဲ့အလောင်း၆လောင်းပဲလူတော့တယ်တဲ့ဒင်းနဲ့လမ်းတင်နဲ့ဝေးတစီမကတည်င်းပို့လို့နင်တို့ရဲ့တည်င်းကိုကြားတိသွားပြီနင်တို့ကိုအလောင်းဘွားပြောင်းဖြစ်ဖို့လိုက်ရှာနေပြီ အခုနင်တို့က6ရောက်ဆိုတော့ကွက်တီပဲနင်တို့ကိုဒင်းတက်လိုက်ပဲဒီတင်းချန်ဟောင်းကြီးတွေကနေအမြန်ဆုံးဖက်ပြေးကြတော့ပြေလို့လွရိုးလာပြေလို့လွရိုးလာဟဲ့တရီဇီယာကြောက်လန့်ပွဲရေတန်ကြီးနေတူတကုတ်လုံးရိုးရဲနေသည့်တရန်ကြီးကခေါ်ပြားကြီးတစ်လက်ကိုဆွဲကန်ရင်းအုတ်ကူများအချားမှပေါ်ထွက်လာတော့သည်အာ သင်္ကြန်တူတူတစင်ကြီးဟုတ်တယ်အလောင်းချောက်လောင်းလိုအပ်နေတဲ့သင်္ကြန်တူတူတစင်ကြီးဟာငါပဲနင်တို့ကိုဒီညပဲအလောင်းတွေဖြစ်အောင်လုပ်ရမယ်မလုပ်ပါနဲ့သူတို့ကကလေးတွေပဲရှိသေးတယ်ရှင်သူတို့ကိုလှုပ်ပေးလိုက်ပါအုံးမရူသမီးတစီမဇုကငါကိစ္စမှာ ဝင်ရှုပ်ရဲတယ်ပေါ့လေနင့်ကို အရင်တစားစီစုတ်ခဲ့ပြစ်မယ်ဒင်းကြီးတူတူတစီကြီးကအော်ဟစ်ကျင်းွားကရှေ့သို့တဟုန်တို့လှမ်းလာခြင်းသရိုးသမီးတစီမကလက်ထဲရှိ ခွက်ထဲမှအရေတို့ဖြင့်ပဲ့ရန်စူးစားလိုက်သည်တို့တော့တင်းကြိုင်းတူးသူတစေကြီးဤခေါ်ပြားရဲ့ချက်ကပုံမြန်သွားပြီး သူတို့သမီးတစ်စီလက်ထဲမှာခွက်လွင့်စင်သွားက ခွက်ထဲမှာအည်တို့ကမြေိုင်းပင်တို့အပေါ်ဖြန်းပက်လိုက်သလိုဖြစ်သွားရာထိုမြေိုင်းပင်တို့ချက်ချင်းညှိုးချောက်ကြွေကြသွားကြတော့သူတို့သမီးတစ်စီမကလည်းနောက်ဆုတ်နောက်ဆုတ်ဖြင့်ခြုံမုံများချာဝင်ရောက်ပျောက်ွယ်သွားတော့သည်ကြောင်ကြည့်နေကြသည်စပေါ်လင်တို့လည်းထိုအခါမှသတိဝင်ကခြေဦးတက်ရာသို့ တကွဲလည်းများထွက်ပြေးကြတော့သည်ပြေးပြေးငါတို့ကိုအဲ့ဒီတဆေကြီးတက်လိုက်မယ်မြေအိုင်းတို့ကြောင့်ဖြတ်ပြေးရင်စပေါ်လီမှာတွင်းကြီးတွင်နေပြုတ်ကျသွားပါတော့၏ဟာငါငါမတာတွင်းကြီးရဲ့ပြုတ်ကျခဲ့တာပါလားသူတွင်းကြီးထဲမှာကုတ်ပက်တက်တော့၏တွင်းနှုတ်ခမ်းပေါ်သူရောက်ရှိသွားစဉ်မှာပင် သူ့ရှေ့သို့တင်းញိုင်းတူးသူ တစီကြီးရောက်ရှိလာပါတော့သည်အလောင်းတလောင်းတော့ရရပြီပေါ့ကွာဒီညာတူတူတစီကြီးကစပေါ်လင်းကြီးလေပင်ကို လက်ကြီးတစ်ဖက်ဖြင့်ညှစ်ခါကင်မြောက်လိုက်ထိုးစဉ်ဒီညာတူတူတစီကြီးကြောပက်ရှိ အုပ်ကူများချားမှအရေးဖြူဖြူကြီးထိုးထွက်လာပြီးသရိုသမီးတစီမကား သူမ၏လက်ထဲရှိခွက်ထဲမှအရေတို့ဖြင့်တင်းချိုင်းတူးသူတစေကြီးကြောကုန်းကိုပက်ထက်လိုက်တော်သည်အာတင်းချိုင်းတူးသူတစေကြီးဝမ်းကောင်းတန်ကြီးဖြင့်နာနာကျင်ကျင်အော်ဟစ်တန်ကြီးကတင်းချိုင်းတဝန်းလုံးဝယ်ပဲ့တင်ထက်သွားတော်သည်အာရင်းချိန်တွင်စပေါ်လင်က လေထဲဝဲပြန်ခုံကတစေကြီးကိုကန်ထဲ့လိုက်တော်၏သူကိုယ်တိုင်တူးထားသည်မသာတွင်းကြီးထဲသို့တင်းញိုင်းတူးသူတစေကြီးစောက်တိုးပြုတ်ကျသွားသည်စော်လင်ကဂေါ်ပြားကြီးကောက်ယူကမြေကြီးခဲများကို တွင်းကြီးထဲကပြားကတိကော်ထဲ့တော်သည်စတက်ဖီတို့လည်းအပြေးရောက်လာကြပြီးမြေကြီးခဲတို့ကိုတွင်းကြီးထဲဝိုင်းကူတွင်းတူးထဲ့ကြတော်သည် ခဏကြာမှာပင်မตาတွင်းကြီးတဲ့လူလိတ်အော်ဟစ်နေသည့်တင်းញိုင်းတူးသူအစေကြီးကိုမြေဖို့ပြီးသားဖြစ်သွားပါတော့တည်းခမည်းဟာရုပ်ဆိုးအကြီးတန်းတလောက်စိတ်ထားကောင်းသူပါပဲခမည်းတစီဘွားကနေလွမြောက်ဖို့ကျွန်တော်တို့ဆုတောင်းပေးနေမှာပါဟုတ်ပါရဲ့ရှင်ကျေးဇူးလည်းတင်လာပါတယ်ကျမတို့ကိုသွားခွင့်ပြုပါအောင်နော်ဘိုင်ဘိုင်သူတို့ကသရိုးသမီးတစီမအားနှုတ်ဆက်ပြီးနော် ကြောက်ရွံ့ထိတ်လန့်ပွဲတင်းញိုင်းဟောင်းကြီးတဲမှာထွက်လာခဲ့ကြပါတော့သည်